ဒီစာသင်ချိန်မှာဒီချေတို့ဟာအင်းနီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံအကြောင်းကိုလေ့လာကြည့်ကြမယ်နော်တရုတ်နိုင်ငံရဲ့ဒီနေရာမြေမျက်နှာသွင်းပြင်းတဲ့ရာသီဥတုအခြေအနေတွေကို ကြည့်ကြရအောင်တရုတ်နိုင်ငံကအရှေ့အာရှမှာရှိတဲ့ဧရိယာအကျယ်ဆုံးနိုင်ငံဖြစ်တယ် လွန်ခဲ့တဲ့နှစ်ပေါင်း6000ကျော်ကတည်းကမြို့ဝမြို့ဝန်းဒေသမှာစတင်တည်ထောင်ပြီးတော့ဘရင်စနစ်အုပ်စိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်1946ခုနှစ်မှာတရုတ်ပြည်သူသမ္မတနိုင်ငံအဖြစ်ထူထောင်နိုင်ခဲ့တယ်တရုတ် နိုင်ငံအနောက်ဘက်မှာအလွန်မြင့်မားတဲ့တိဘက်ကုန်းပြင်မြင့်ရှိတယ်။တရုတ်နိုင်ငံမှာရှိတဲ့ယူနန်ကုန်းပြင်မြင့်နဲ့မြန်မာနိုင်ငံမှာရှိတဲ့ရှမ်းကုန်းပြင်မြင့်တို့ဟာတစ်ဆက်တည်းဖြစ်တယ်။ တရုတ်နိုင်ငံမှာရှိတဲ့အဓိကမြစ်ကြီးတွေကတိဘက်ကုန်းပြင်မြစ်မှာမြစ်ဖြားခံတယ်။မြစ်ဝါမြစ်ရန်စီမြစ်နဲ့ဇီချွန်မြစ်တို့ဟာအရှေ့ဘက်ရှိပင်လယ်တွေအတွင်းကိုစီးဝင်တယ်။နုမြစ်ကမြန်မာနိုင်ငံအတွင်းကိုတန်လွင်မြစ်အဖြစ်နဲ့ဆက်လက်စီးဆင်းနေတချို့မြစ်တွေကြားမှာမြေနိုင်လွင်ပြင်တွေရှိတယ်။တရုတ်နိုင်ငံမှာတဲခန္ဓာရတွေလည်းရှိပြီးတော့ဂိုဘီတဲခန္ဓာရကထင်ရှားတယ်။ တရုတ်နိုင်ငံကအေရိယာအဖြစ်ကျယ်ဝန်းပြီးတော့မြေမျက်နှာသွင်းပြေးအမျိုးမျိုးရှိတယ်အဲ့ဒါကြောင့်မို့လို့ရာသီဥတုအမျိုးအစားလည်းစုံလင်တယ်တရုတ်နိုင်ငံကကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံဖြစ်တယ်။လူဦးရေ10သန်းကျော်ရှိတဲ့မြို့ကြီးပေါင်းနဲ့အများကြီးရှိပြီးတော့မြို့တော်ကပေကျင်း၊ရှန်ဟိုင်းနဲ့ဟောင်ကောင်တို့ပါထင်ရှားတယ်။ တိုင်းရင်းသားလူမျိုးပေါင်း52မှ6မျိုးရှိပြီးတော့လူဦးရေစုစုပေါင်းရဲ့60ရာခိုင်နှုန်းကဟန့်လူမျိုးတွေဖြစ်တယ်။ကမ္ဘာပေါ်မှာ မဟာယနဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်တဲ့နိုင်ငံလည်းဖြစ်တယ်။နေထိုင်တဲ့ဒေသအလိုက်ဘာသာစကားကွဲပြားမှုတွေရှိပြီးတော့မန်ဒရင်းဘာသာစကားကရုံးသုံးဘာသာစကားအဖြစ် အသုံးပြုတယ်။တရုတ်နိုင်ငံကကမ္ဘာပေါ်မှာစက်မှုထွန်းကားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့တန်း တံမဏိကျင်းဒီလျှက်စပစ္စည်းရေရင်နေမော်တော်ကားတွေကွန်ပျူတာစတာတွေစက်မှုထုတ်ကုန်အမျိုးအစားပေါင်းများစွာကို ထုတ်လုပ်တယ်။တရုတ်နိုင်ငံက1988ခုနှစ်နောက်ပိုင်းမှာကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်အလင်းမြန်တိုးတက်လာခဲ့တယ်။ တရုတ်နိုင်ငံကမြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း124နိုင်ငံနဲ့ကုန်သွယ်လျက်ရှိတယ်။တရုတ်နိုင်ငံကနေရင်းနဲ့စက္ကရိယာပစ္စည်းတွေ၊ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊လူသုံးကုန်၊ပြီးရင်စားတောက်ကုန်လုံးနဲ့စိုက်ပျိုးရေးသုံးပစ္စည်း၊လျှက်စစ်ပစ္စည်းစတာတွေကိုမြန်မာနိုင်ငံကိုတင်သွင်းပြီးတော့မြန်မာနိုင်ငံကနေပြီးတော့ရေထွက်ကုန်၊သစ်သီးဝလံ၊ကြောင်မြက်ရတနာ၊သစ်တောထွက်ပစ္စည်းစတာတွေကိုတရုတ်နိုင်ငံကိုတင်ပို့တယ်။ တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့နိုင်ငံလည်းဖြစ်တယ်။ကဒီပုံလေးကတော့တရုတ်နိုင်ငံရဲ့မြေပုံလေးနော်။ဒါကတော့တရုတ်နိုင်ငံရဲ့မြို့တော်တစ်ခုထဲမှာအပါဝင်ဖြစ်တဲ့ပေကျင်းမြို့ပုံလေး။ဒါကတော့မဟာတတိုင်းတရုတ်နိုင်ငံမှာရှိတဲ့မဟာတတိုင်းကိုချင်းမင်းဆက်လက်ထက်က BC 300စုကရန်သူတွေမကျူးကျော်နိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့တိဆောက်ခဲ့တယ်။ အဲ့ဒီတတိုင်းရာကီလိုမီတာ2000ကျော်ရှည်လျားတယ်။အဲဒါကတော့တရုတ်နိုင်ငံမှာရှိတဲ့ကုန်တင်ကုန်ချပြုတ်လုတဲ့စိတ်ကန်းတစ်ခုရဲ့ပုံဖြစ်တယ်။အဲဒါဆိုလို့ရှိရင်နောက်စာတင်ချိန်တစ်ခုမှာနောက်အိမ်နေချင်းနိုင်ငံတစ်ခုအကြောင်းထပ်ပြီးတော့လေ့လာကြည့်ကြမယ်နော်။